အစ္စရေးကဂါဇာကမ်းမြောက်မှာဟားမတ်စ်ကိုတိုက်ခိုက်တဲ့အတိုင်းအီရန်ကိုတိုက်ခိုက်မယ်လို့အစ္စရေးကကရေးဝန်ကြီးအစ္စရေးကက်ကမေလရှိရနေ့မှာသတိပေးခဲ့ပါတယ်။အီရန်ကျွန်းနောက်ခံပြုတ်ဟူဒီတပုံတို့ကအစ္စရေးရှိဘင်ကူရင်နေစိတ်ကိုဒုံးကျည်ဖြင့်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ရပိုင်းတွင်အစ္စရေးကကရေးဝန်ကြီးကအီရန်ကိုထပ်ပါတိုင်းချင်းချောက်လိုက်ခြင်းဖြစ်ပါတယ်။ ။လက်ဝေကန်စနစ်ကျေသုံးတာဟာအဆုံးသက်သွားပါပြီ။မကောင်းတဲ့နိုင်ငံတွေနဲ့စုဖွဲ့ထားတဲ့မိစ္ဆာအင်အားစုဟာပြိုလဲသွားပြီဆိုတာကိုဟူဒီအဖွဲ့ကိုလက်နက်ငွေကြေးထောက်ပံ့နေပြီးအတုံးချနေတဲ့အီရန်ခေါင်းဆောင်တွေကိုကျွန်တော်သတိပေးပါတယ်လို့ cash ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ခင်ဗျားတို့ဟာတရိတ်တောင်းဝင်ရှိနေပါတယ်။ဘေးရုံးမှာ Hezbollah ကိုကျွန်တော်တို့လုခဲ့တာ။ဂါဇာမှာ Hamas ကိုကျွန်တော်တို့လုခဲ့တာ။အာဆတ်ကို Damascus မှာ ျွန်တော်တို့လုတ်ခဲ့တာတို့လို့တီဟီရန်မှာလည်းခမားတို့ကိုကျွန်တော်တို့ကလုတ်လို့ရပါတယ်လို့၎င်းက ပြောကြားခဲ့ပါတယ်။ Hezbollah, Hamas နဲ့အတူရှီမင်ရဲ့ဟူဒီတပုံတို့ဟာအစ္စရေးနဲ့အစ္စရေးမဟာမိတ်အမေရိကန်တို့ကိုဆက်ကျင်တဲ့တော်လှန်ရေးအင်အားစုများဖြစ်ပါတယ်။ Hezbollah က Hamas ကိုထောက်ခံကြောင်းပြသတဲ့အနေနဲ့အစ္စရေးတောင်ပိုင်းကိုတိုက်ခိုက်ခဲ့ပြီးတဲ့နောက်2023ခုနှစ်အောက်တိုဘာလတည်းမှာတိုက်ခိုက်မှုများကိုစတင်ခဲ့ပါတယ်။ နိုဝင်ဘာလပြည့်ခတ်ရစဲခဲ့ခြင်းနဲ့တူအဆုံးသတ်ခဲ့တဲ့တနေ့ကြာစစ်ပွဲမှာအစ္စရေးစစ်တပ်ကဟစ်ပိုလာကိုချေမှုန်းခဲ့ပါတယ်။အော်တိုဘားလ9ရက်နေ့မှာဟာမတ်စ်ကအစ္စရေးကိုဝေရောက်တိုက်ခိုက်ခဲ့တာကြောင့်ဖြစ်ပွားခဲ့တဲ့ဂါဇာစစ်ပွဲတွင်အစ္စရေးစစ်တပ်ကဟာမတ်စ်ခေါင်းဆောင်များကိုလည်းအပြတ်ရှင်းခဲ့ပါတယ်။ပူတီကမေလ၄ရက်နေ့မှာတဲလ်အဖစ်မြို့အနီးမှာရှိတဲ့အစ္စရေးရဲ့အဓိကလေဆိပ်ကိုတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီလိုလေဆိပ်ကိုတိုက်ခိုက်ခဲ့ခြင်းဟာဂါဇာရှိပါလက်စတိုင်းပြည်သူများကိုထောက်ခံတဲ့အနေနဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ဟူဒီသဘုံတို့ကပြောကြားခဲ့ပါတယ်။ ၎င်းတိုက်ခိုက်မှုအတွင်ပူတီကိုပံ့ပိုးကူညီခဲ့တယ်ဆိုတာကိုအီရန်ကပေးချခဲ့ပါတယ်။အီရန်ကျွန်တော်နောက်ခံပေးထားတဲ့ဟူတီတပုံတို့ကအစ္စရေးရဲ့အဓိကလေဆိပ်ကိုဒုံးကျည်ဖြင့်ပစ်ခတ်ခဲ့ပြီးတဲ့နောက်တရက်ကြာမေလ9ရက်နေ့မှာအစ္စရေးကယီမင်ကိုတိုက်ခိုက်ခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှု6ကြိမ်ကယီမင်အနောက်ဘက်ကန်ယူရန်ဘော်ကဟိုဒီတာစစ်ကမ်းကိုထိမှန်ခဲ့တယ်လို့ဟူတီဖွင့်ထားတဲ့ MRCR ရုပ်သံကသတင်းဖော်ပြခဲ့ပါတယ်။ဟိုဒီတာပြည်နယ်ရှိဘာဂျီခိုင်ဟာလေတိုက်ခိုက်ခံရတယ်လို့ဆိုပါတယ်။ ၎င်းတိုက်ခိုက်မှုများကိုကြွကြော်သူအမေရိကန်အစ်စရေးတို့ကလုံဆောင်ခြင်းဖြစ်တယ်လို့ဟူဒီကပြောပါတယ်။